လန်းလုံးဝရှောက်လို့မရတော့လို့ပေါင်းနှစ်ဖက်စလုံးအမြန်ခွဲစိတ်မှုပြုလုပ်ရတော့မယ့်ဇမင်သားစွမ်းစာနီမင်္ဂလာပါပရိသတ်ကြီးရေဇမင်သားစွမ်းစာနီကတော့အခုလက်ရှိဆေးရုံပေါ်မှာရောင်းနေကြတာဖြစ်ပြီးပြီးခဲ့တဲ့လပိုင်းတွေအတွင်းကဇက်ပွဲပြန်လဲကပြမှုတွေပြုလုပ်ခဲ့တာကြောင့်ပေါင်းနှစ်ဖက်စလုံးကိုအမြန်ဆုံးခွဲစိတ်ရတော့မယ့်အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ် ဒီကနေ့မှာဆိုရင်တော့ဇမီလာဆွမ်းစာနီကသူကိုယ်တိုင်ပါဝင်ကားပြဖို့ရည်ရွယ်ထားတဲ့လေဝေးပွဲမှာပါဝင်ကားပြဖို့အတွက်ကျမ်းမာရေးအရလုံးဝအဆင်မပြေနိုင်တော့ဘူးဆိုတဲ့အကြောင်းအသိပေးလာခဲ့တာဖြစ်ပါတယ်စွမ်းစာနီကသူဟာလမ်းလျှောက်တာကိုလုံးဝရှောင်မရတော့တဲ့အတွက်ပေါင်းတစ်ဖက်စလုံးကိုအမြန်ဆုံးခွဲဆက်ရတော့မှာ ဖြစ်တယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။စွမ်းစာနီကတောင်းမဲ့မာတဲ့ကျွန်တော်ချေရတဲ့လေဝေးကပြိသက်ကြီးရဲ့ ကျွန်တော်ပွဲကားပြဖို့အတွက်ရည်ရထားပြီးကြေညာပြီးကမှကျွန်တော်ရဲ့ကျမ်းမာရေးအရာဆရာဝန်များမှကားပြရန်အဆင်မပြေပါတော့ကြောင်းကျွန်တော်ကိုယ်တိုင်လမ်းလုံးဝရှောင်မရတဲ့အတွက်ကားပြရန်ဘလို့မှအဆင်မပြေတော့လို့ပါဗျာကျွန်တော်ရဲ့ပေါင်တစ်ဖက်စလုံးအမြန်ဆုံးခွဲစိတ်ရပါတော့မယ်ဒီမိုရင်းကြည့်ပြီးရင်အလုံးအဆင်ပြေသွားမှာပါအဲ့ဒီခါကျမှကျွန်တော်အရင်တုန်းကလိုပြိသက်တွေရှိကိုအကောင်းဆုံးပြန်လာခဲ့ပါမယ် လဲဝေးပွဲအတွက်ဆယံပေးပြီးမကပြနိုင်တာကိုအကြီးကြီးနားလည်ပေးခဲ့တဲ့ကန်ထရိုက်ကိုကြီးကိုအောင်ပြေဆောင်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲနားလည်ပေးကြပါနော်ဟုဆိုကသူရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေပြည်သက်တွေကိုတောင်းပန်စကားပြောထားတာလည်းဖြစ်ပါတယ်လက်ရှိအခြေအနေမှာတော့ဆွမ်းစာနေဟောင်းမုတ်ချိုအိမ်ရောင်းတာအဆိုင်အိမ်ရောင်းတာအသေးကြီးပြီးပေါင်သွေးချောပိတ်နေတာတွေကြောင့်ခိုးပေါက်ကခုန်ခြင်းတွေကိုလုံးဝလုံးဆောင်မရတဲ့အခြေအနေမျိုးဖြစ်ပေါ်နေတယ်လို့လည်းအသိပေးလာခဲ့တာဖြစ်ပါတယ် ။ဇမင်သားဆွမ်းစာနေကတော့ဇသမင်လောကမှာရှရှန်းတအောင်မြင်ခဲ့တဲ့သူတယောက်လို့ပြောရမှာဖြစ်ပြီးနောက်ပိုင်းမှာတော့အရက်ကိုအလွန်ကျွံတောက်တုံးခဲ့ရာကနေကျမရဲ့အခြေအနေဆိုးရွားခဲ့ပြီးပြိသက်တွေနဲ့အလံဝေးခဲ့ရတာလည်းဖြစ်ပါတယ်။ဆမင်းသားဆွမ်းစာနေတယောက်ခွဲစိတ်မှုတွေလည်းအောင်မြင်ပြီးအမြန်ဆုံးနေကောင်းကျန်းမာပါစေလို့စွတ်တော်မြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။